က်ဆန်တွေအရာကျန်းနေရဲဆိုပြီးတော့အလိုင်းပေါ်မှာနာမည်ကြီးနေတာကိုသိရတာနဲ့ကိုကစမ်းမတုံးကြည့်ရသေးဘူးဆိုရင်တော့ခင်နောက်ကြသွားလိမ့်မယ်နော်နောက်တစ်ခုသူရဲ့အာတာချက်ကငွေထုတ်ဖို့အတွက်နိုင်ငံခြားဘဏ်အကောင့်တွေချိတ်ဆရာမလိုပဲနဲ့ပေးပေးအကောင့်ဒါမှမဟုတ်ဘိုင်းနက်အကောင့်ရှိနေရင်ကိုထုတ်လို့ရနေတာကလည်းသူရဲ့အာတာချက်ပါပဲ။ဒါဆိုရင်ခေတ်နောက်ကျမသွားရအောင်ဝေဖူးအကောင့်လေးကိုစဝင်ကြည့်ကြမယ်။ Play Store မှာလည်း download ဆွဲလို့ရတယ်။ Play Store ရဲ့ search bar လေးမှာ wave လို့ရိုက်ချပြီးတော့ဒီလိုပုံလေးပေါ်လာပြီဆိုရင်တော့ install ကိုနှိပ်ပြီးတော့ download ဆွဲပေးလိုက်။ပြီးရင်တော့ open ကိုနှိပ်ပြီးတော့ wave software တဲ့ကိုဝင်ပေးလိုက်ပါ။ကိုမှာ account ရှိပြီးသားဆိုရင်တော့အောက်မှာရှိတဲ့ already have an account ကိုနှိပ်ပြီးတော့ရှိပြီးသား account လေးကို login ဝင်ပေးလိုက်လို့ရတယ်။ကျွန်တော်တို့ကတော့မဖွင့်ရသေးဘူးဖြစ်လို့ join wave ကိုနှိပ်ပြီးတော့ဝင်လိုက်မယ်။ ဒီနေရာလေးမှာတော့မွေးနေ့ကိုထည့်ပေးရမယ်ကိုယ့်ရဲ့မွေးနေ့အစီအမံကိုမထည့်ပေးလဲရတယ်အစီအပြေကိုထည့်ပေးလိုက်လို့ရပါတယ်ပြီးရင်တော့ continue ဆိုတာလေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ကိုယ့်ရဲ့ Google account လေးကိုနှိပ်ပြီးတော့ဝင်ပေးလိုက်ပါဒီနေရာမှာတော့ user name နေရာမှာတခြားသူတွေရှာလို့လွယ်စီမဲ့အခရာလေးနဲ့ခန်းန်းလေးတွေကိုထည့်ပေးလိုက်ပါပြီးရင်တော့ dance ဆိုတာလေးကိုနှိပ်ပေးလိုက်ဒီနေရာမှာတော့စိတ်ဝင်စားတဲ့အရာ၃ခုကိုရွေးခိုင်းတာပါကိုနှိပ်တတ်တဲ့အရာ၃ခုကိုနှိပ်ပြီးတော့ရွေးပေးလိုက်ပါ ဒီနေရာမှာဆိုရင်တော့ post တစ်ခုကို တင်ခိုင်းတာပါဒီ software လေးမှာက Facebook တို့ YouTube တို့ TikTok တို့လို photo တွေ video တွေတင်ပြီးတော့ဝင်ငွေရတာမျိုးပါနောက်ပြီးတော့ copyright လည်းမရှိလို့တင်ရတာအဆင်ပြေတယ်ကဲသူက post တစ်ခုတင်ခိုင်းတာဆိုတော့ကိုကြိုက်တဲ့ post တစ်ခုကိုကိုနှိပ်လိုက်မယ်ပြီးရင်တော့ကိုတင်ခြင်းနဲ့ပုံဖြစ်ဖြစ် video ဖြစ်ဖြစ်ယူပြီးရင်တော့မြားလေးကိုနှိပ်ပေးလိုက် caption နေရာလေးမှာကတော့ကိုထည့်ရေးခြင်းနဲ့စာသားလေးတွေထည့်ပေးလို့ရပါတယ် အားလုံးပြည့်စုံပြီဆိုရင်တော့ဒီအောက်ကမြားလေးကိုနှိပ်ပြီးတော့တင်လို့ရပါပြီဒီနေရာလေးကတော့ wave ရဲ့ဗီဒီယိုကြည့်တဲ့နေရာလေးပါ TikTok နဲ့ကျွန်တော်တို့ဆင်တူပါတယ်ပြီးရင်တော့ကိုက wave မှာ creator ဖြစ်ပြီးတော့ monetization ရဖို့အတွက်ဘာတွေလိုအပ်လဲဆိုရင်တော့ front invite 15ရောက်ဒါမှမဟုတ်ရင် super like 5ရောက်ပြည့်ဖို့ပဲလိုအပ်တာပါဘလိုမျိုးကြည့်ရလဲဆိုရင်တော့အောက်ကဘာတန်းလေးက profile နေရာလေးကိုနှိပ်ပြီးတော့ဝင်လိုက်မယ်။ပြီးရင်တော့ညာဘက်ပေါ်တောင်းက setting ပုံလေးကိုနှိပ်ပြီးတော့ဆက်ဝင်ပြလိုက်မယ်။ ဒီမှာရှိတဲ့ creator ဆိုတာလေးကိုဆက်နှိပ်ပြီးရင်တော့ screen ကိုအပေါ်ကိုနည်းနည်းလေးဆွဲတင်ကြည့်လိုက်မယ်ဆိုရင်ပထမချက်လေးကတော့ Resi A Total of 5 Superlight to become a creator ဆိုပြီးတော့ရှိပါတယ်။ပြောချင်တာကတော့ Superlight 5ခုကိုရမယ်ဆိုရင် creator ဖြစ်ပါမယ်တဲ့။ Superlight ဆိုတာကဘယ်လိုမျိုးလဲဆိုရင်တော့ဗီဒီယိုလေးရဲ့ညာဘက်အောက်တောက်နားလေးကအသေးပုံလေးကိုဆိုလိုတာပါ။ Superlight ကတော့အရာနည်းပါတယ်။ဒီဘက်ဘက်အောက်တောက်မှာရှိတဲ့ရိုးရိုး light တွေများများရရင်တောင်မှ Superlight တစ်ခုရဖို့ကမလွယ်ကူပါဘူး။ နောက်တစ်ခုကတော့ you can also become a creator by inviting 15 new bbs ဆိုတာကတော့လူသစ်15ယောက်ကိုကိုယ့်ရဲ့ invite link ကိုပေးသူတို့ကနေမှအဲ့ဒီ link ကနေဝင်ပြီးတော့မှအကောင့်ဖွင့်ရင်လည်းကိုက creator ဖြစ်တယ်ဆိုပြီးတော့ပြောပြပေးထားတာဖြစ်ပါတယ် invite လုပ်ရှင်နေဆိုရင်တော့ဒီမှာရှိတဲ့ invite ဆိုတာလေးကိုနှိပ်ပြီးတော့တခြား application တွေဖြစ်တဲ့ Facebook, TikTok, Instagram စတဲ့ account တွေမှာ link တွေကို share ပြီးတော့ invite လုပ်လို့ရပါတယ် အပေါ်မှာပြောပြပေးခဲ့တာလေးတွေကတော့အခုလက်တလော့ပိုက်ဆံရအကျန်းနေဆိုပြီးတော့နာမည်ကြီးနေတဲ့ Wave Software လေးရဲ့အကြောင်းကိုတည်သမျှလေးမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်တည်ချင်တာလေးတွေရှိရင်လည်းကွန်မန့်မှာရေးပြီးတော့မေးမြန်းထားနိုင်ပါတယ်။အားလုံးပဲအဆင်ပြေကြပါစေခင်ဗျာ။